တင်းလေးသမားတွေအတွက်အရန်အောင်ကိုကောင်းတဲ့စီရန်လေးတစ်ခုနဲ့တော့မိတ်ဆက်ပေးမယ်အဟာတော့ cross diva ဟာနေပြီးတော့ထုတ်ထားတဲ့ transmit ကိုအခြေခံထားတဲ့စီရန်လေးဖြစ်တယ်ဆိုတော့ transmit acid အကြောင်းပြောမှာဖြစ်တဲ့အတွက် active ingredient ဖြစ်တဲ့အတွက်သေချာတော့နားထောင်မှရမယ်တင်းလေးပြောက်တယ်ဆိုတာနဲ့ပျော်ပြီးတော့ချင်းချင်းမတုံနဲ့တကယ်သေးချာ instruction ပေးပြီးတော့သုံးမှရမယ်ဈေးထဲမှာပါတယ်စီရန်ထဲမှာပါတယ်အဲ့တော့ video အဆုံးထိတော့ကြည့်ပေးဖို့လိုလိမ့်မယ် Thank you. မင်္ဂလာပါဒေါက်တာယူရီပါအလှပရေးရဆရာဝန်ဖြစ်ပါတယ်ဒီနေ့ကကြတော့ costival ဟာနေပြီးရထုတ်ထားတဲ့ဒီ tranexamic acid 10 serum ရဲ့15 serum ရဲ့15ရာခိုင်နှုန်းပေါ့ဆိုတော့အာရာခိုင်နှုန်းခဏထားထားကျွန်တော်တို့ tranexamic အကြောင်းလေးကိုပဲအရင်ပြောပြပေးမယ်ဆိုတော့ tranexamic acid ပါတာဖြစ်တဲ့အတွက်တို့ဒီ pigment mania ဟာလေအာပြီးတော့ဝှက်ချန်ထွက်ပြီးရော အနေရောအမဲတွေကြံခဲ့တဲ့လူတွေပြီးတော့ dark skin ဖြစ်နေရတဲ့လူတွေညစ်နေတဲ့လူတွေပြီးတော့အယောင်မညီတဲ့လူတွေပြီးတော့နေထဲမှာနေရမီရောအသားညွန်းညင်းဖြစ်တဲ့လူတွေအတွက်ကိုပြီးတော့တင်းနေသမားအတွက်ကိုအရန်ကိုကောင်းတဲ့အာ target တစ်ခုဖြစ်တဲ့ transaminic acid ကပေါ့အဲ့တော့ transaminic acid ထဲမှာသူတွေ2% 5% 10% 15%စံအားရခိုင်လုံးဆိုပြီးတော့သူဒီအဲ့လိုမျိုး range နဲ့လာတာဖြစ်တယ်အဲဒီ question ပဲဟာကကြတော့သူက10%ခိုင်လုံးနဲ့15%ခိုင်လုံးကိုသူတို့ထုတ်ထားတာဖြစ်တယ် ဆိုတော့ ingredient breakdown လေးကိုဒါပြောပြပေးမယ်ဆိုတော့ tranexamic acid ဒီဟိုးရင်တော့ဒါတို့ဒီဒီမဲတဲ့ဟာတွေကို target လုပ်တာတင်းတဲ့ဟာတွေကို target လုပ်တဲ့အချိန်မှာ traditionally အရာက vitamin C လို့ alpha butin လို့အာဒီ kojic acid တို့ကိုအဲ့ဒီဟာတွေက raw တော်တော် ကြီးခဲ့တဲ့အထဲမှာအာပါတယ်အခုချိန်ကြီးလည်းကောင်းကောင်းသုံးနေတဲ့အထဲမှာပါတယ် ဆိုတော့ထွန်းနေစမြင့်စစ်ကိုတော်တို့ဒီအဒီဘက်တင်းတင်းပတ်မှာအမဲဆက်ပတ်မှာတုံးတာအနှစ်တည်းအရင်မကြသေးဘူးပေါ့ဆိုတော့သူကကြတော့နည်းနည်းပို့ပြီးတော့အာနောက်ပိုင်းမှာမှာပို့ပြီးတော့တုံးများလာတယ်ဆိုတဲ့အထက်မှာပါတယ်အဲ့တော့ထွန်းနေစမြင့်စစ်ကကြတော့အရင်တော့ကတုံးခဲ့တဲ့မဲတာကိုယော့တယ်ဆိုတာမှန်ပေမဲ့သွားတဲ့ပဝေးကမတူဘူးဆိုတော့ဘယ်လိုသွားရလဲဆိုတော့တို့ဒီဒီဟော်မုန်းကြောင့်ဖြစ်တဲ့နေကြောင့်ဖြစ်တဲ့ pollution နေကြောင်းဖြစ်တဲ့ဒီတစ်ခုခုပေါ့နော်ခိုင်းတိုင်းတင်းတွေကိုဖြစ်စေတဲ့အဲဒီ trigger တွေဖြစ်ပြီးရဲ့အချိန်မှာမဲတာကဒီများသောမင်းတို့ဒီ versel ထဲမှာရှိတဲ့ endothelial cell တွေအဲထဲမှာရှိတဲ့ plasmin ကိုသူကသွားပြီး activate လုပ်တယ်အဲ့ဒီရဲ့အာဒီပန်ဝန်းကျင် stress တွေဒီ pollution တွေအကုန်လုံးကအဲ့ဒီ versel ထဲက plasmin ကိုသွားပြီး activate လုပ်တယ်သွားပြီးတော့သွားဆော့တယ်အဲ့တော့အဲ့ဒီဟာက ထွက်လာပြီဆိုရင်သူကမကောင်းတဲ့ဘက်တော်သားတွေကို signal တွေကိုသူကထပ်ပြီးတော့ထုတ်ပေးတယ်။သူကအဲ့ဒီချိန်ကြာမှာတရရူတည်တဲ့ဒီ melanin synthesis တွေကိုစပြီးတော့အလုပ်လုပ်တာပေါ့။အဲ့တော့ဒီ transcription asset ကခုန version မှာရှိတဲ့ဒီဟာကို signal တွေကိုသူကသွားပြီးတော့ပိတ်တဲ့ထဲမှာပါတယ်။အဲ့တော့ကနဦးထဲမှာရှိတဲ့ signal ကိုစကြရကသူက block လုပ်လိုက်တာဖြစ်တဲ့အတွက်ခုနကဒီ inflammation တွေဖြစ်တဲ့သွေးကြောတွေကြောင့်ဖြစ်ပြီးတော့အပူချိန်တွေကြောင့်ဖြစ်တဲ့ ဒီ vascular melasma သမားတွေမှာဆိုရင်အာဒီ transmission assay ကအရန်ကို rule ကြီးတဲ့အထဲမှာပါတယ်ပြီးတော့သူ့ထဲမှာဘာတွေထပ်ပါလဲဆိုရင်ကြည့်ရမယ်ဆိုရင်တော့တို့ဒီအာ niacinamide တွေအာထပ်ပါမယ်အာ niacinamide ကတော့ကျွန်တော် true pressure လောက်ပဲထည့်ထားမယ်လို့တော့ထင်တယ်ဒါဒီရောင်ရမ်းမှုကိုခြာပေးမှုနဲ့အရေးပြား skin barrier strengthening ဖြစ်ဖို့အတွက်ကိုထည့်ပေးထားတယ်လို့တော့ဒါဒါမြင်တယ်ပြီးတော့တို့ sandal or rosy ကတော့ပါမယ် inflammation ကိုခြာပေးဖို့အတွက်ပေါ့ တော့ဒီ redness ကြီးရတဲ့ချိန်ကျရင်လည်းအဲ့ဒီရဲ့အပြင်က stress တန်တွေကြောင့် inflammation ချဖို့လို့တလို့ဒီ tranexamic acid ကြောင့်လည်း irritation နည်းနည်းရတာတော့လည်းကိုယ်လည်းသူ inflammation ချပေးဖို့တော့ကိုယ်လည်းအာဒါတော်တော်ကောင်းတဲ့ထဲမှာပါတယ်ဒါလေးထည့်ထားပြီးတော့ EGCG ပါတယ် vitamin E ပါတယ်ဒါကြောင့်တော့ antioxidant role တော့ကိုယ်သူထည့်ထားပေးရပါတယ်ပြီးတော့ glutathione နည်းနည်းလေးအနောက်က supportive အနေနဲ့နည်းနည်းလေးထည့်ထားတာဟုတ်လို့တွေ့ပြီးတော့ အာဒီ hydration အတွက်ပေါ့နော် intensive hydration အတွက်ကိုပန်သင်းနောထည့်ထားတယ်ပြီးတော့ glycerin ထည့်ထားတယ် hyaluronic acid ထည့်ထားတယ်ဆိုတော့ဒါဒီအကုန်လုံးကိုခြုံကြည့်လိုက်တဲ့အချိန်ကျရင်သိကြတယ်သူဒီတင်းတင်းသမားကိုဒီက pigmentation ကို target လုပ်ထားတယ်ဆိုတော့တွေ့ရနိုင်တယ်ပြီးတော့ရောင်ရမ်းမှုတွေကိုပါသူချပေးဖို့အတွက်ကိုသူထည့်ထားပြီးတော့ hydration ကိုပါသူထည့်ပြီးတော့စဉ်းစားထားတာကိုတွေ့ရနိုင်တယ် အဲ့ဆိုရင် okay အဲ့ဆိုရင်ဘယ်သူသုံးလို့ရပါပြီအာဒီ transmission ကဘာလို့အလုပ်လုပ်လဲဆိုတာကိုစိတ်ဝင်စားသွားပြီးသုံးချတော့မယ်အဲ့ဆိုနေတိုင်းသုံးလို့ရလားဘာညာ irritation ဖြစ်မလားဆိုတာဒါလူတိုင်းစိတ်ဝင်စားမယ်လို့ထင်တယ်ဆိုတော့သတိထားရမယ့်အချက်ဒီပုံမှန်ဆိုရင်တော့ transmission 2% 5%က irritation မရှိဘူးဒါပေမဲ့10%စပြီးဆိုရင်နည်းနည်း mild irritation ရှိရဲဆိုပြီးတော့ဒီ study တွေကနေပြီးတော့သူတို့ ဟုတ်ပြောတယ်ပေါ့နော်အဲ့တော့ဒါဒါကြတော့ဒီဟာကိုလည်းသုံးချက်နဲ့လူတွေအတွက်ဒါဒါ application strategy လေးတခုစဉ်းစားထားတယ်အဲ့တော့ကိုက oily skin တမားပဲဖြစ်ဖြစ်အာ dry တော့ဒါဒါလောလောဆယ်မှာမသုံးစေချင်ဘူး dry တမားဆိုရင်နော်ကိုယ့်ရဲ့ skin ကိုပဲ heavy ပြန်ဖြစ်အောင်ပဲ barrier support လုပ်ပေးတဲ့ဟာလေးကိုပဲသုံးစေချင်သေးတယ်အဲ့တော့ကျန်တဲ့ဟာက normal skin နဲ့အာပြီးတော့ combination skin တမားတွေပြီးတော့ oily skin တမားတွေအဲ့လိုမျိုးလူတွေအတွက်ကကြတော့ strategy application ကိုဒါဒါဘယ်လိုသွားစေချင်လဲဆိုတော့ ညဘက်ကိုပဲအရင်သွားပါညဘက်မှာညညညကိုစီဝင်စတက်အနေနဲ့ထည့်ရင်ထဲသုံးမဟုတ်အတညချာတခါတညချာတခါကိုထည့်ပါဘာဟုကြည့်စီချင်တာလဲဆိုတော့ irritation ဘယ်လောက်ထိရှိလဲဆိုတာကိုဒါကြည့်စီချင်တာအခါလေကျစစ်စစ်စစ်နဲ့စပြင်းပြင်းဖြစ်တာမျိုးလေးရှိလားကြည့်စီချင်တာတကယ်လို့တပတ်နှစ်ပတ်လောက်တုံးကြည့်ပြီးမှအခြေအနေကောင်းနေဆိုတဲ့အချိန်ကြမှာညတိုင်းညတိုင်းညတိုင်းစီရန်လေးကိုထည့်တာမျိုးလို့ပါ အဟာမတော်တော်ကြီးခြေနေကောင်းငယ်ကို3လ6လ8လလောက်ရှိပြီဆင်ပြေနေပြီတော်တော်မိုက်တယ်ဆိုတဲ့အချိန်ကြမှာတနေ့နှစ်ကြိမ်လောက်ထိကိုတိုးတာမျိုးကိုတော်တော်သွားစေချင်တယ်ပေါ့အဲ့တော့အဲ့ဒီခါဒီကိုမသုံးခင်မှာညာတိုင်းတညချာတက်ခါမသုံးခင်မှာ skin patch test ကိုရအောင်လုပ်ပါ skin patch step video ကိုဒရာဒီ caption ရဲ့ link လေးမှာဒရာချထားပေးပါတယ်အဲ့ဒီ video ကိုရအောင်ကြည့်ပါဆိုတော့ active ingredient တွေမှာ irritation ရတဲ့နိုင်တဲ့ product တွေဆိုရင် skin patch step ကိုစလုပ်ဖို့ကအရင်ဟိုကိုအရေးကြီးရတဲ့မှာအာပါတယ်လိမ့်တာကြောင့်ရှင်းရှင်းလေးပဲလက်ထက်ဟို20 30လောက်ထည့်ပြီးရဲ့ချိန်ကြရင်တော့တို့ဒီမျက်နှာပြင်မှာလိမ့်နေဆိုရင်တော့ရတယ် စစပိုင်းမှာတော့ဒီလိုမျိုးအကုန်လုံးလိမ့်တာထဲဆိုင်ဒါကကြတော့မဲတယ်ဆိုတော့တပြင်းလို့ရှိရမဲနေရမှာပေါ့လေဒီနားလေးပဲကွက်ပြီးတော့မဲနေရလို့လည်းရှိရအဲ့တော့တပြင်းလုံးကြီးကိုအဲ့လိုမျိုးစလာနေလိမ့်တာထဲဆိုင်ကိုဖြစ်နေတဲ့နေရာလေးမှာပဲနည်းနည်းလေးပဲအရင်လိမ့်မှာအရှိအပတ်တင်ပါလေအဆင်ပြေတယ်ဆိုတဲ့ချိန်ကျမှ whole face ကိုသုံးချင်ရင်သုံးပါအဲအဲ့တော့တခြားဘယ်သူတွေသုံးလို့မရဘူးလဲဆိုရင်တော့ဒီ active dermatitis တွေဖြစ်နေလို့ရှိရဲ့ အဲဒီရောင်နေရပေါ့နော်အော်ဒီအရေပြားရောင်တက်တဲ့ယောဂါလေးတွေရှိရဲ့ eczema နှင်းခုလိုမျိုးဟာတွေရှိတတ်တယ်ပြီးတော့အရေပြားက barrier weak ဖြစ်နေရ skin barrier weak ဖြစ်နေတဲ့လူတွေတော့ဒီ product ကိုကိုင်လို့မရသေးဘူးကိုယ့်ရဲ့အရင်ပြားကိုပြန်ပြီးတော့ကြန့်ခိုင်အောင်အတွက်လောက်ပါ fully recover ဖြစ်အောင်အတွက်အရင်လောက်ပါလို့ပဲဒါတော့မှန်ချင်တယ်တခြားဘာနဲ့တွဲဖက်သုံးလို့ရလဲ retinol A ရှိ B ရှိနဲ့တွဲဖက်သုံးလို့ရလားဆိုရင်တော့ဒါမဲ့ဒီတွဲဖက်သုံးလို့ရတဲ့ဟာကတော့အခုမှ skin care beginner သမားတွေအတွက်ကိုဒါတော့ပြောတာမဟုတ်ဘူးเนาะဒါ skin care ကိုအရင် crazy ဖြစ်ပြီးတော့ active ingredient တွေကိုမီးဆန်းပြီးတော့ skin ပေါ်မှာတင်ရတဲ့မူတွေအတွက်ကိုတော့ဒါအာပြောတာဖြစ်ပါတယ်ဆိုတော့ tresemme နဲ့ retinol နဲ့ကအချင်းချင်းကကြတော့ပြဿနာမရှိဘူးဒါပေမဲ့အဲ့တခုကိုအမှတ်ထားစီချင်တယ်ကိုယ့်ရဲ့အရေပြားကကြန့်ခံမှုအမကောင်းမှုစပြင်းစပြင်းဖြစ်နေရဟို weather အရာ pollution ရ stress အရာကိုအများနဲ့ variation skin ရှိနေ variation ဖြစ်နေတယ်ဆိုရင်တော့ဒါတော့ကြတော့အတွဲသုံးဖို့ကိုတော့ဒါတော့ recommend မလုပ်ဘူးပေါ့နော် product ကြီးနှစ်ခုကိုအတွဲသုံးဖို့အတွက် recommend မလုပ်ပါဘူး အဲ့တော့တကယ်လို့သုံးချက်နဲ့ဆိုရင်တော့မနေ့နေ့ညပေါ့နော်ဒီ separate day and night ကိုလုတ်လိုက်တာကကြတော့ဒါပို့ပြီးတော့ကြိုက်တယ် အဲ့ဆိုရင်နောက်တစ်ခု age BA ရှိနေတဲ့ဟောအဆင်ပြေလားဆိုရင်တော့အာ product change ကကြတော့ပြဿနာမရှိဘူး interaction မရှိဘူးဒါပေမဲ့ကိုယ့်ရဲ့ skin barrier ကမခံနိုင်ဘူးဆိုရင်တော့ဒါကတော့အမတွဲဆုံးဈေးချဘူးပေါ့နော်နောက်တစ်ခုက vitamin C နဲ့တွဲသုံးလို့ရလားဆိုရင်တော့ခုနကတိုင်းပဲအာတစ်ခုနဲ့တစ်ခု harmful interaction ရှိရလို့တော့ study ရှင်မှာတော့မတွေ့ရဘူးတချို့တွေဆိုရင်ဒါတို့ဒီ aesthetic clinic တို့ဘာလို့မှာဆိုရင်ဒီ tranexamine နဲ့အဲဒီ vitamin C နဲ့တော့မှ combine လုပ်ပြီးတော့အဲဒီထုတ်တာမျိုးလေးပါလေးရှိရပေါ့နော်ဆိုတော့ဒါသာကြောင့်သုံးလို့ရတယ်သုံးမှလို့သုံးတာမဟုတ်ဘူးနော်အဲတချို့ဟိုဒီ တွက်ဖက်ပြီးရောတုံးချင်တဲ့လူတွေအတွက်ဆိုရင်တော့ဒါစဉ်းစားလို့ကောင်းတဲ့အထက်မှာပါတာပေါ့ဘာလို့ဆိုနှစ်ခုစလုံးက brightening ဘက်ကိုသွားတာဖြစ်တဲ့အတွက် pigmentation ချရတယ် lightening ဘက်ကိုသွားတယ်အဲ့ဟာမျိုးဖြစ်တာဖြစ်တဲ့အတွက်တွဲသုံးလို့အဆင်ပြေတဲ့အထက်မှာတော့အာပါတယ်ပေါ့ so pregnancy safe ဖြစ်လားကိုယ်ဝန်ဆောင်နေသုံးလို့ရလားဆိုရင်ကျွန်တော် niacinamide 2%လောက်ကကျွန်တော်ပြဿနာမရှိတည်ပေမဲ့ tranexamic acid မှာလည်းရပါတယ် safe ဖြစ်ပါတယ် pregnancy သုံးလို့ရပါတယ်လို့ပြောပေမဲ့ study တွေအနေနဲ့ကကျတော့အရင် limited ဖြစ်နေသေးရဲ့လို့အာထင်နေအဲ့တော့ဒါကကျတော့ uh, risk မယူနဲ့မသုံးပါနဲ့အောင်လို့ပဲတရားတော့သုံးချင်တယ်ပေါ့နော်အဲ့တော့ parking ဖြစ်စေနိုင်လား အာဆိုရင်ကျတော့သူကကြောက်ခုံပြီးတော့ lit အာနီးနေမရှိရဖြစ်တယ်လို့ project တော့မဖြစ်စေပါဘူး။ဆိုတော့ဘယ်ချိန်ကျရင်ရရမလဲ product တစ်ခုကကောင်းတယ်အသုံးပါလို့ပြောရင်းပဲအမြဲတမ်းတော့တတိထားမယ့်ဟာလေးရှိတယ်။ဘယ်ချိန်ကျရင်ရရမလဲဆိုရင်ကျတော့တကယ်လို့ဒါလိမ့်လိုက်တဲ့အချိန်မှာ quality ထွက်လာတယ် swelling ဖြစ်လာတယ်အာပြီးတော့ pigmentation ပိုဆိုးလာတယ်လို့ခံစားရတယ်ပြီးတော့ shipment နဲ့ဆက်နှစ်ပတ်လောက်ရှိပြီးသုံးနေတာကဒါပေမဲ့ improvement ဖြစ်လာတယ်လို့မခံစားအောင်အဲ့လိုမျိုးဆိုရင်တော့ဒီ product ကိုရပ်လို့ရပါတယ်။ဆိုတော့ အာဒီ product ထဲမှာပါတာကကြတော့သူအာ30 ml ရှိရပေါ့နော်အဲ့တော့စသုံးတာကဒါ10%တုံးလို့ရရဆိုပေမဲ့တကယ်လို့ဒါတဖြည်းဖြည်းအဆင်ပြေလာပြီကိုနောက်ထပ် step တစ်ခုကိုသွားစင်းတယ်ဆိုရင်တော့သူထဲမှာ26 ml 5500ခိုင်လုံးရှိတယ်အဟာကိုတိုးပြီးတော့သွားလို့ရတယ်ဒါပေမဲ့စရဲဆိုရင်တော့5500ခိုင်10000ခိုင်လုံးတော့ပိုပဲတရားတော့စားစီချင်ပါတယ်ဆိုတော့ဒီဗီဒီယိုကဒီတင်းနေသမားအတွက်ကောင်းတယ်ဒါတုံးဒါတုံးကြည့်လို့ပြောတာထက်စာရင် အာဒီဗီဒီယိုနားထောင်လိုက်တဲ့ချိန်မှာ ingredient တခုကိုကန်လိုက်တဲ့ချိန်မှာငါသိရမယ့်ကြောင်းအရာတွေကအများကြီးထက်ရှိသေးပါလားဒါကဒါကောင်းနေဆိုတာတခုလည်းမဟုတ်ပါလားဆိုတာကိုအဓိက message ကိုပေးစီချင်တာပြီးတော့ဒီ cost ဘာကတော်တော်လေးကောင်းတဲ့ product ထဲမှာပါတယ်အဟဟိုအဲ့ဒီကောင်းစေးတခုလိုမျိုးကောင်းတဲ့ product တခုကိုအနည်းမှန်လည်းတော်တော်သုံးစီချင်လို့အလောက်တိပြည့်ပြည့်စုံစုံတော်တော်ချပြပေးရဖြစ်ပါတယ်ဆိုတော့အများကြီးကြိုးရှိမယ်လို့မျှော်လင့်ပါတယ်